cả lại hốc lại cũng cả người gai cái... này tôi rồi thế gì à thế rồi người gai người gai này sẽ cù thế mới là đang sẽ cù à đâu không cái gì đâu không đừng ra qua đừng ra qua không à à à thì là này giờ người tay không thì luôn này vui nhà thật cả rồi chơi được không không được

အကျန်းဖက်ပြူစောတိကောင်းဆောင်တင်ငန်းဝဲပောက်ကိုတော်ကိုဖုံးကြီးစီကိန်းနာကစက်သိန်းတရပေးအပ်အဲ့ဒီလူဒန်းငွေတွေကိုပောက်ကိုတော်ကစစ်အတုံးစားရေးအတွက်အုံပြုမှလို့ပြည်သူတွေမှတ်ချက်ပြုနေအကျန်းဖက်ပြူစောတိကောင်းဆောင်တင်ငန်းဝဲပောက်ကိုတော်ကိုဖုံးကြီးစီကိန်းနာကအေပရီလ၄ရက်မှာစက်သိန်းတရပေးအပ်ခဲ့တယ်လို့ပောက်ကိုတော်ကတတော်မှတင်ထားတာတွေ့ရပါတယ် ပောက်ကိုတော်ကပြည်သူစစ်ကောင်းဆောင်လေးတင်ငန်းဝစ်ကြီးနဲ့စစ်တိုက်နေတာသူကတော့သူ့ကိုပေးတဲ့ပတ်စံကိုမစိုးရိမ်တိုက်ဟောင်းမှာလှူမယ်ဆိုပြီးပြောတာပဲမဖြစ်နိုင်ပါဘူးဒီပတ်စံတွေကိုစစ်အုံစားရေးအတွက်သုံးမှာပဲကြီးစံတွေဝင်မှာပဲဒါဆိုဘုံကြီးစေကိန်းနာကပြူစောထီတွေအတွက်နောက်ွယ်ကနေထောက်ပံ့နေတယ်ဆိုတာဒီရုပ်တံဖိုင်ကတက်တယ်ပဲလို့ပြည်သူတအူးကမှတ်ချက်ပြုပါတယ်တင်ငန်းဝစ်ပောက်ကိုတော်ကပြူစောထီတွေရဲ့ခေါင်းဆောင်ဖြစ်ပြီးတော့မကွေးတိုင်းတွင်းမှာဒေသခံပြည်သူတွေကိုပြူစောထီအဖြစ်အတ္တမဝင်ခိုင်းနေတယ်လို့ ပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေလှုပ်ဆောင်နေတာပါပောက်ကိုတော့ကအခုလိုအင်အားကြီးနေတာကနောက်ွယ်မှာထောက်ပံ့မှုတွေအများကြီးရှိလို့ပဲလေဒီလိုထောက်ပံ့တဲ့အထက်မှာစေကိန်းသားတို့လိုဖုန်းကြီးတွေလည်းပါနေတယ်ဆိုတာအခုဖိုင်မှာကြည့်ရင်တွေ့ရမှာပဲ ဒါပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ဖို့ထောက်ပံ့နေတာပဲလို့တော်လန်ရေးရဲဘော်တအူးကမှတ်ချက်ပြုပါတယ်ဒီလိုပြည်သူတွေကိုအထမညံပန်းနှိပ်စက်နေတဲ့တင်ငန်းဝတ်ပေါက်ကိုတော်လို့လူမျိုးကိုနောက်ွယ်မှာထောက်ပံ့မှုတွေများစွာရှိနေတဲ့အထက်ကဖုန်ကြီးစီကိန်းရဲ့လှူဒါန်းမှုကရုတ်တံဖိုင်နဲ့တကွထွက်ပေါ်လာခဲ့တာပါ ဒါအပြင်အခုလိုဖုန်းကြီးစေကိန်းနာရဲ့လှူဒန်းမှုကိုတင်ငန်းဝတ်ပေါက်ကိုတော့ကရုပ်တံဖိုင်နဲ့တင်ခဲ့တာကလည်းသူ့ရဲ့နောက်မှာဖုန်းကြီးစေကိန်းနာတို့လိုလူမျိုးတွေရှိတယ်ဆိုတာကိုတမင်တကာပြသချင်တာလည်းဖြစ်တယ်လို့ဆိုပါတယ်။မှတ်ချက်တချို့မှာတော့အခုလိုပေးအပ်မဲ့ချက်သိမ်းတရားကိုငလင်ပေးအတွက်ဒုက္ခရောက်နေတဲ့ပြည်သူတွေစီလှူဒန်းမှုကအကျိုးရှိမှာဖြစ်တယ်လို့လည်းရေးသားနေကြတာတွေ့ရပါတယ်။အားလုံးမင်္ဂလာပါဗျ။ဒီနေ့တို့လူသားရေးဓမ္မတွေရော မြစ်ချက်ပုံကိုရောဝဏ္ဏစရာတကားလေးပြောအောင်ပဲဗျာနော်ကုသိုလ်ရုံးစင်းတို့မစိုးရင်တိုင်ဟောင်းမှာဆိုရင်ဇက်ထက်မီတာစုကနေမှဒါမစိုးရဲ့အလေလိုက်တိုင်ဟောင်းကြီးကိုတူလိုက်တော့မြန်မာနိုင်ငံတိုင်းနိုင်ငံလုံးကလည်းတာလို့အကျဉ်းရင်ဒီတာလို့နတ်တာလို့ခေါ်ကြတာပေါ့ဗျာဝမ်းမြောက်ဝမ်းသာနဲ့နတ်တာလို့ခေါ်ကြတာပေါ့နော်အဲ့တော့ဘာလို့တော့တရဏာရဲ့ရေတောက်မြကြီးနော်တရဏာရဲ့အသက်သွေးကြောလမ်းကြောတွေပေါ့ရေတောက်မြကြီးဆိုတာက ဒီတိပိတပိရှင်တန်မှုဆိုတော့အောက်ကမြစ်ကရေဝါဝတောက်မှလာတယ်တိပိနေရှင်တန်လာပြန်တော့အဲ့တော့တာနာရောရဲ့ဒီစာတင်သားတွေပါဆိုတာလည်းဒီတိုင်းပါဗျာမစိုးရင်တိုင်ဟောင်းလို့တိုက်တိတ်ဆိုတာလူကျင်တို့တော့မလူပါပါဘူးဗျာနော်အဲ့လိုပဲလူဘောလုံးဦးသိန်းတို့ဆိုလည်းဟာချကြချင်းဟာဝါနာတကယ်ကြီးကြီးဖြစ်မိတာဒီနဲ့တကယ်ကိုကြီးနော်ဒီစကြီးမှတော့ပူတတ်မှုဆိုတာမလွယ်ဘူးလေကအဲ့ဦးသိန်းတို့လည်းတာလူခေါ်တဲ့အထက်မှာပါလာပေါ့နော်အဲ့တော့ကိုပြီးမှကတော့ဦးတာလူခေါ်เสียကာ လူချင်းပုဂ္ဂိုလ်တွေမြူသားရေးပုဂ္ဂိုလ်တွေเนาะအကုန်လုံးအကုန်လုံးပေါ့ဗျာเนาะမြန်မာပြည်အနှံ့မှာရှိတဲ့မြူသားရေးဓမ္မတွေအားလုံးပေါ့เนาะကျွန်တော်တို့နေရုပ်တွေမစိုးရိမ်တိုင်ဟန်ကနေရုပ်တွေเนาะကြောက်ဆရာတော်ဥဝိညာဆက်ကဘိဝတ္တကျွန်တော်တို့ဒါကြားဘူးမှာမြူသားရေးဓမ္မတွေအားလုံးတော်တော်များများကတော့ဒါကြားဘူးမှာနေထိုင်တဲ့တဲ့ဝင်းကြီးနဲ့လင်းသားရဲ့ဆရာတော်စာတတ်ပိတတ်ဆရာတော်ဖြစ်လို့ဂျူးလဲယိုးတယ်ပေါ့เนาะအဲ့တော့အဲ့ဆရာတော်ကြားဘူးမှာ အဆရာကြောင်းရဆရာတော်ဆိုလို့ရှိရင်ဒါဆရာတော်စိတ်ခိုင်ပါတယ်ပဲပြောရမှာဆရာတော်ဆိုရင်မေတော်ကြီးလည်းဒါငလင်ပြည့်ထဲမှာပါသွားတယ်ဆရာတော်မေတော်ကြီးဆိုရင်နော်ဆရာတော်ရဲ့ဒါအမဖြစ်တယ်လေငလင်ထဲမှာပါသွားတယ်ပေါ့နော်ဆရာတော်ဆိုဒါနဲ့ဆရာတော်ကတရားတည်နေတယ်ပြောတော့ငါကတော့ကြံ့ကြံ့ခိုင်နိုင်တယ်ပေါ့ဗျာနော်တရားနဲ့ဖြေနိုင်တယ်ပေါ့အဲ့တော့ဦးဇင်းတို့ဘာပြောချင်တာလဲဆိုရင်ဆရာတော်ကြောင်းရလည်းအကုန်လုံးပြည့်စည်သွားတယ်အဲ့ပျက်စီးသွားတော့အခုဆရာတော်အကြောင်းကိုလူတိုင်းနဲ့အလူရှေကပေါ်လာတယ် တိတ်တောင်ဝဲလောက်ကုန်ပါပေါ့နော်အဲအဲ့အလူရှိရဦးစင်းတို့နဲ့အားလုံးနဲ့မစိမ်ဘူးပြောရမှာဗျာပြောရလို့ရှင်တော့ဦးစင်းတို့ရဲ့တပယ်လဲပြောလို့ရတယ်ဗျစင်ဟဲ့တပယ်လဲပြောလို့ရတယ်နော်တပယ်လဲပြောလို့ရတယ်သူမနဲ့ကအစိုးရဖုံးဆက်လာတယ်ပေါ့နော်ဆုံးတော့ဘာလဲပေါ့ဦးစင်းဦးစင်းလည်းပြန်ဆက်တဲ့အခါမှာသူလည်းဝမ်းသာရတယ်ဖုံးဖုံးပြရတယ်တပီးတော့ဟာဒလုံးဒလုံးပြရတယ်ဆရာတော်ဦးနေသက်ကဒီရောက်ကြီးကြောက်တယ်ကျောင်းကပြတာဝန်ယူလိုက်တယ်ဗျာတဲ့ဟာဥစဉ်ဝမ်းတာပီကြီးဖြစ်မိတာချင်းချင်းဟာ မင်းအရင်တူတန်းခဲ့တဲ့တူတန်းခဲ့တဲ့အရာတိုင်းကအဲ့လောက်ထိဝမ်းမသာဘူးကွာလို့ဒီတစ်ခါတူတာကတော့မင်းတာရဏာရဲ့တကယ်ရေတောက်မြင့်ဖြစ်တဲ့နေရာကိုလူလိုက်တဲ့အတွက်ကြောင့်တကယ်တာရဏာဒီကြောင်းကြီးကိုမပြောတတ်အောင်ပဲကွာလို့နော်အဲ့တော့တာဓုကြိမ်ကြိမ်မုံကွာမင်းအရင်ဇွဲထက်တော့ကတော့ရှိတဲ့ချမ်းသာတယ်ကွာလို့အဲ့ဒါတရားလည်းရှိရလူကပေါ့မင်းတို့ဇောထက်တွေ့ရဲ့ဇွဲထက်ရဲ့ခြေရတော့မမီပဲနဲ့မင်းတို့တို့လူတဲ့ဇာတရားဆိုတော့ပူပြီးမှငါအချိန်ချိန်တာဓုခေါ်တယ်ကွာလို့ဝန္တာပီတိဖြစ်တယ်လို့နော် အဲ့အလူရှင်နေရတော့မန္တလေးမြို့ကနော်ဒါဥဆိုတဲ့လို့ဒါမချေဘူးတို့နော်ဒါလူတို့တွေကနေမှမစိုးရိမ်တိုင်ဟောင်းဝိညာဆက်ကရဲ့ဒီလိုဒီကြောင်းကိုဒါတိမ်တောင်ခွဲအကြခံပြီးမှဒါလူတန်းမှာဖြစ်ပါတယ်ဗျာနော်အဲ့တော့အလုံးအလုံးဒါဝမ်းမြောက်ဝမ်းသာတာတုခေါ်နေအောင်လို့ပို့ပြီးမှပို့တော့ထားတာပေါ့နော်ဦးဇင်းတို့ဘုန်း ာတင်တိုက်တော်မှမများကခေါင်းကြီးတွေမစိုးရိမ်တိုက်ဟောင်းတို့တိုက်ပြီးသူရဲ့ဆရာတော်ကြီးတွေကဘုန်းကြီးရဲ့ဆရာတော်ကရှားတယ်လေဗျာ။ဟာရှားခေါင်းကြီးတွေဗျာ။တကယ်ဘုန်းကြီးကြကဓမ္မကတိကတွေဒိဋ္ဌာဆရာတော်တွေဘာမို့ကတိုက်ရိုက်တိုက်ဆဲဘုရားတော်တော်များများပေါ်တဲ့ဘုန်းကြီးတာဟုတ်ဗျာ။ဟာရှားခေါင်းကြီးတွေဘုန်းကြီးတွေဆိုတာဥစဉ်တော့မကြဘူးဆိုတော့မကြဘူးမကြဘူးလို့ပဲပြောလို့ရမှာနော်။အဲ့တော့ဒီလိုတရားတရားထက်တာဆိုတာနဲ့ကိုလူတိုင်းကိုလည်းဒူးဒူးလေးဝိုင်းရံဟောက်ခံတဲ့ ောက်ပြီးတော့တဲလဲငယ်ရတယ်ပေါ့ဗျာဒီဒီဒရမဆိုလို့ရှိရင်ခုလိုဒရာတရားထက်တန်နေဆိုတာကိုဥစဉ်တို့ကတကယ်ကိုအချိန်ချင်းချိန်မောင်းမြောင်များစွာဝမ်းမြောက်ဝမ်းသာသာဓုပေါ်မိတယ်လို့ဒါလူသာလူနတ်သာလူလည်းခေါ်ဆိုကြမယ်လို့ဥစဉ်ကတော့ပြောချင်ပါတယ်ဗျာဒါကတော့အလုံးမြန်မာနိုင်ငံမှာရှိကြတဲ့လူချစ်ပုဂ္ဂိုလ်တွေရောလူသားရေးပုဂ္ဂိုလ်တွေရောအကုန်လုံးဒီလိုက်ရဟန်းတန်ဃာတော်တွေရောဆရာကြီးတွေရောအကုန်လုံးပျော်ရွှင်လို့ပြောခြင်းဖြစ်ပါတယ်ဗျအားလုံးလာပါရဲ့ဗျ ပြောရင်မင်္ဂလာပါဗျာဒီနေ့က3ရက်4လပိုင်း2025ဖြစ်ပါတယ်ဗျာဟောဥစဉ်တည့်ရက်တည်းရနေနော်တည့်ရက်တည်းရနေအလူခံလိုက်တယ်ပေါ့အလူခံလိုက်တယ်ဆိုတော့ကျွန်တော်ဥစဉ်ဟာလေရင်ဘေးအတွက်အလူခံနဲ့ဥစဉ်သူကိုလူတိုင်းနဲ့အလူချင်းစဲလေးကိုဥစဉ်ကကြောပြမှာဖြစ်ပါတယ်ဗျာနော် တော့အလူရှင်စင်းလေးတွေပြောကြပြီးလဲဥသေလူတိုင်းနဲ့အရာအလုံးဥသေစင်းစရာနဲ့အကုန်လုံးဆက်ထားတာဖြစ်ပါတယ်နော်အဲ့တော့ဥသေကဒီငလေးဘေးအတွက်ဒီလေရဟန္တာငါးလေးဆရာလေးဒီလိုက်ရှင်တွေအတွက်ကိုဥသေကတိတ်ထောင်မှတည်ဆောင်ပါတယ်ကွာအဲ့တော့တခြားခြားအလူရှင်တွေကတော့ကိုယ်လည်းလူဥမင်းသူကြည်စု၍မောင်ဆန်ရှမခိုင်တဲ့စဉ်ဒီသားစုတိတ်၃၀လမ်းအောင်ဖြစ်ပါတယ် မင်းစော်နဲ့ညီများမ30ကိုရနိုင်ဦး30လေးဘုဒ္ဓကောမိသားစု5သိန်းဤဤမခိုင်30ကျို2သိန်းကိုအောင်ပြည့်မတ်စင်နင်းလွင်ပြင်းပြင်းဖြင့်5သိန်းသိန်း50တော်ကြုံတွင်နဲ့တားတပြီများမှလည်းသိန်း100မဆန်းဆန်းမုံမိသားစု KB ဖြစ်3သိန်း ဦးအောင်ဦးအောင်ကျော်မွေဒေါ်ဒေါ်တော်တာရည်စူး၍သမီးဒေါ်ရမင်းမှ52သိန်းခွဲဦးတို့အောင်မသက်ပဲတင်ပြီးဖြင့်15သိန်းမကြည်ကျဝဲမခွာညိုတင်ပြီးဖြင့်10သိန်းဘုံမူတော်တာထွန်း2သိန်းဦးကျော်စံညွန့်နေမှု5သိန်း ဇာမတဏ္ဍာမင်းတိုင်း15တိဒါဥစဉ်စီကိုဒီကြတာနေရက်နေ့တရက်နေရာဒီပေါ်တုံးရက်ဒီကိုဒါလူလန်းနဲ့အလူရှင်များဖြစ်ပါလေရအဲ့တော့ဥစဉ်ဟာဒါဥစဉ်စီကိုဒီနေ့လဲတုံးရက်ဒီဥစဉ်ကိုလူလန်းကိုခေါ်ထားတဲ့ခေါ်ထားတဲ့လူလဲတော့ကိုယ်ပိုင်နဲ့တော့မှာပေါ့ဗျာနော်ဒါလူလို့ရတယ်အလုံးနဲ့မှာနဲ့မှာတော့အဲ့တော့ဥစဉ်ကလည်းအများအတွက်ဆိုတော့လဲကိုယ်ကိုယ်တိုင်နဲ့တော့ပြီးမှအလူခမ်းမဲ့ တပည့်ရဲ့ကောက်ယူမှလည်းအလူခမ်းမှာပေါ်ပါဘောနော်ဘုံဘုံအောက်ကိုစဉ်းနိုင်မလားဗျာတဲ့အောက်ရောက်ရင်လည်းတပည့်တို့ဒီကိုလာပြီးမှလူပါဘောနော်လာပြီးမှအလူခမ်းလဲပါအောင်ဗျာတဲ့ဒီနေ့လည်းဦးသိန်းဟာဒါဘာရောက်ပြီးမှအလူခမ်းမှာဖြစ်ပါလိမ့်ဗျာဒါတွေကတော့ဦးသိန်းအဲ့ဒါမျိုးသကိုင်းကိုပို့မဲ့အရာလေးပေါ့နော်သကိုင်းကိုပို့မဲ့ဆရာလေးဒီလိုက်ရှင်လေးပတ်စံကတော့ဦးဇင်းသိန်း100လောက်ပေါ့နော်သိန်း100လောက်ရဲ့ဒီစားစရာကြီးကလည်းတော့ကြောင်ကြားရည်ထဲမှာမရောက်သေးတဲ့အရာရှိတယ်။ဟိုတော့ဒီအေးဘူးတွေကတော့ ဒါဘိုင်းဒီအေးဘူးတွေကတော့ဦးသိန်းတို့ဒါဒီဘက်မှာပရိဒါဓမ္မတွေကဲစေးဓမ္မတွေအတွက်ဒါဒီလေးလေးနဲ့စေးပြီးဒီဘူးတဲ့အခါမှာဦးသိန်းတိုက်ဖို့ကတော့ဒါဝဲလာပြီဖြစ်ပါလေเนาะနောက်ထပ်တော့ဝဲအောင်မှဖြစ်ပါလေเนาะအဲ့တော့ဦးသိန်းတို့ကမနေ့ဒီနေ့ဆိုလို့ရှိရင်ဦးသိန်းတို့ပြေဦးရဲ့စစ်တပ်ကတော့တွားရောက်ပြီးမှဒါတန်ငါ23မှာတော့ကိုတပားလေးသသိန်းလုံးဖြစ်ဦးသိန်းဒါတွားပြီးမှ23သိန်းပေါ့เนาะ တန်ဃာအဲ့လူနာသောတန်ဃာဒီဆရာလေးဒီလိုက်ရှင်လူနာဒီလိုက်ရှင်ဘောတန်ဃာလေးဆောင်းတဲ့45ရောက်45ရောက်ကျင်များလာတချို့ကြလည်းနေစရာသွားစရာမရှိတော့ဘူးလို့လူနာတွေနဲ့ပဲလိုက်သွားတာရှိတယ်။အဲ့တော့ပြည်ဥလွတ်မှာသေကုဒ္ဒနဲ့စစ်တကူမှာစစ်စေုံမှာသေကုဒ္ဒနဲ့ဆရာလေးတွေပဲပြည်ပြပါရဟန္တာကတော်တွေဖြစ်ဖြစ်တပည့်တော်ကြောင့်တော့လာပြီးမှတရေတုံးလို့ရတယ်။လာပြီးမှနေလို့ရပါတယ်။တပည့်တော်ကြောင့်မှတပည့်တော်ဘာတတ်နိုင်တယ်လဲဆိုရင်ဆင်း ဆွေးလို့ဆွေးကိစ္စတော့ပူဇော်မလိုပါဘူးဗျာနော်တန်ခါတော့ဆွေးတော့တင်ကန်းဆိုရင်လည်းပူဇော်မလိုပြီးတော့မှတင်ကန်းနေလည်းကောင်းတဲ့တင်ကန်းနေအားကြီးရှိပါတယ်ဒါဆွေးဟင်းဆိုလည်းပူဇော်မလိုပါဘူးအေးစစ်စစ်လည်းခုတော့တပြီးတော့အဆောင်နဲ့ဆောင်လဲစောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မြေဇာလည်းမကူပါဘူးလို့ပြောလို့ရပါတယ်ဗျာ။လာပြီးမှဒေသုံးလို့ရတယ်ဆိုတော့အကြောင်းလေးကိုလည်းတပြည့်တော်ကဒီမှာဒါဒုတိယသွားရှောက်ထားခြင်းဖြစ်ပါတော့။ ော့ပြည်ဦးလွယ်စစ်စေးကိုဒီကကဥစဉ်ကိုစလဲကိုစလဲပဲသွားရတယ်။ဘာဖြစ်လို့လဲဆိုတော့ပြည်ဦးလွယ်စစ်စေးကိုကြီးရဥစဉ်လို့သွားလို့တဲ့ကမှာမှတ်တမ်းနေလို့မရဘူးလေ။ဓာတ်ပုံရိုက်လို့နေရာလို့ဥစဉ်ကိုဖုတ်ဆက်ပြီးမှကိုစလဲပြောတဲ့အခါမှာပြောတော့ဥစဉ်ဓာတ်ပုံရိုက်လို့ရောင်းရတယ်။အော်ဥစဉ်ကဒီစစ်စေးကိုနေကိုသွားတယ်ဓာတ်ပုံရိုက်တယ်ဆိုတာကမှတ်တမ်းနေတယ်ဆိုတာကနိုင်ငံကြီးချုပ်လို့ပြင်တာမဟုတ်ဘူး။အခုတက်ဘရောဆေးရုံနဲ့ဒီလိုရဟန္တာငါတို့ဒီလိုတိလရှင်တွေကိုဒီလိုကြကြရနာတေးတေးချာချာဆေးပုဒ်ပေးနေပါလားဆိုတော့ ကြောင်းလေးကိုပြီးလို့တည်သိကျင်တာတစ်ဖက်ဖိတ်ကြီးတည်သိကျင်တာအဲ့ရွယ်ချင်းနဲ့ဦးစင်းတို့ကမှတ်တမ်းနေတဲ့ဓာတ်ပုံလိုက်တယ်။ဟာတော့ပြေးဖို့လို့စစ်စေးအောင်မတော့ဘလို့တန်ကရန်တန်ကတော်တွေကိုသွေးမပူရလောက်ဘလို့တလို့စေကူတာပေးနေပါလေဆိုတော့တည်သိကျင်တဲ့ခံအချဘာမှမရှိဘူး။တက်မတော်ပုံရင်းကြောင်းတက်မတော်တိတ်ခါကြောင်းဦးစင်းတို့ကလုံနေခြင်းမဟုတ်ဘူး။အဲ့စစ်စေးအောင်ကစေးအောင်ကြီးတိအောင်ကျောက်ကပြောပြနေဖြစ်တယ်နော်။အဲ့တော့ခမည်းကျိုးတို့ကတော့ပြောပြောပြမတော်ဦးစင်းကမိနစ်တစ်ဒီကရမ်မှတည်ထားတယ်။ အဲ့ဒီဆင်းရဲအုပ်ကြီးရှိနေရတော့ကွာလို့ဟောလာအတည်းလဲ60ရှိနေပါတယ်နော်ပေါ့ကတော့ဈေးပူမအဲ့ဆင်းဆင်းကိုတက်မှာဈေးပူပါမှာအသက်ရှင်မှာဆိုရင်အသေးပဲခံလိုက်တော့မယ်ဒါတော့တဘောတာသိစိတ်ကဈေးကိုနော်အစားတော့ဥစဉ်ကတက်နေပြီမှတ်ပြီအစားပြောမလို့တက်နေပြီ ဖယ်နဲ့ဆေးကိုကြည့်ချင်တယ်နော်။ဒါကတော့ဦးဇင်းကပြောပြချင်းဖြစ်ပါလားနော်။ဦးဇင်းတို့ဒီတက်မတော်ကိုပုံရိပ်ကြအောင်လုံးဝလုံးဝလုပ်နေခြင်းမဟုတ်ဘူး။တက်မတော်ကိုပုံရိပ်တက်အောင်လားဦးဇင်းတို့ကလုပ်နေတဲ့ကုတော်တွေဆိုတာကိုလည်းဆေးရုပ်ကြီးလဲဒါသိသိချင်းပါလားနော်။ဦးဇင်းတို့ဆေးရုံလာလို့ရှိရင်ဆေးရုံကဆရာဆရာမတွေရောဒူနာတွေရော အရန်ပြောကြတယ်အရန်ပြောကြတယ်ဘာလို့ပြောကြလဲဦးသိန်းလို့သိအောင်လို့အကုန်လုံးလူနာတွေအကုန်လုံးလူလဲကိုခဏရသားတိမိတတ်မလို့ချင်းမြန်လို့လူများလူလဲတဲ့အရာတွေကိုလူနာတွေအကုန်လုံးပြူရောက်အောင်ပို့နိုင်တဲ့အတွက်ကြောင့်ပေါ့ကူတော်ဒါမလူဘူးလူလဲဆိုတော့လူလဲအလုံးဒါစေယုံတက်နေတဲ့လူတွေရောရှေးတိုင်းရောက်တတ်မတော်လားတွေရောအကုန်လုံးပြူလူတွေရောအတိဆုံးပါလို့ပြောချင်ပါသေးတယ်အားလုံးလာပါလေကြာ